နောက်ဆုံးပွဲမှာဂိုပြတ်ရှုံးနေပြီးပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်တဲ့ ISPE အာရှချန်ပီယံလီအုပ်စုစီမှာတော့မြန်မာအသင်း ISPE ကတော်တော်ကိုခက်ခက်ခဲခဲအခြေအနေတွေနဲ့၃ပွဲကဏ္ဍမှာ၃ပွဲလုံးရှုံးနေပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ဒါရှက်စရာလားဖြည့်တွေးပေးသင့်လားကတော့ကျွန်တော်လည်းမသိပါဘူး။လက်ရွေးစင်တဲ့တသိန်းလုံးနှီးပါကိုခေါ်ယူထားတဲ့အသင်းတသိန်းအနေနဲ့ဒီလောက်ထိအခြေအနေစိုးသိမ့်လားဆိုတာလဲဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာ။ဆက်ပြောရမယ်ဆိုရင် ISP အတင်းကဒီနေ့ရှင်ပြိုင်ကစားခဲ့တဲ့နေကိုဟွမ်းရဲ့ပွဲမှာလဲ၃ဂိုးမရှိဆိုတဲ့ရလနဲ့ရှုံနေခဲ့ပြန်ပါတယ် တဖက်ကမြောက်ကိုရီးယားကလပ်ကတော့မြန်မာအသင်း ISB ကိုတွင်းကိုရီကစားပုံတွင်အကုန်လုံးအသာရခဲ့ပြီးသူတို့နဲ့အစင်နှန်းကွာချောင်းကိုထပ်မံပြသခဲ့ပါတယ်။ဒီမတိုင်ခင်ကတိုချိုဗာဒီနဲ့ဆူဝမ်တို့ကတည်ရကြခဲ့တာကြောင့် ISB ကဒီပွဲကိုအနိုင်ရနိုင်ရင်အုပ်စုတက်ဖို့အများကြီးမျှော်လင့်ချက်ရှိခဲ့တာပါ။ဒါပေမဲ့ကျွန်တော်တို့အားလုံးသိပါတယ်အုပ်စုမတက်နိုင်ဘူးဆိုတာပါ။ လက်ရှိ ISP ကစားခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်ဒီအသင်း၃သင်းစလုံးကိုနိုင်အောင်ကန်နိုင်မဲ့အခြေအနေတွေလုံးဝတွေ့ရှိခဲ့ရခြင်းမရှိတာအမှန်ပါဒါပေမဲ့လည်းအော်ကိုမြမအသင်းပဲအားပေးရဖို့တောင်းဝင်ရှိပါတယ်ဆိုပြီးအားပေးခဲ့ရုံပဲရှိတာပါပရိသတ်တွေကတော့အများကြီးတောင်းဝင်ခြေခဲ့ပါတယ်လုံးနဲ့နဲ့အရာတွေအကုန်လုံးကိုလှုပ်ခဲ့တယ်အားပေးခဲ့တယ်ရှုံးတာတော့ဘယ်သူမှအပြစ်မမြင်ခဲ့ကြပါဘူးအခုလည်း၃ခုပြတ်ရှုံးပေမဲ့ဘယ်သူမှတော့ထရေထူးထူးအန်အော်ဒေါ်သာထွက်ကြလိမ့်မယ်မထင်ပါဘူးဒီပွဲမှာလည်း ISP ကရှေ့ပွဲတွေလိုပဲဘာမှမလုပ်နိုင်ဖြစ်ခဲ့ရတာပါဂိုးတွေစလိုက်ကန်ခွင့်ပြုခဲ့ရပြီးဖောင်းဘောတွေကျွလွန်လာလေခဏခဏ နာပါဂိုသမမျိုးမြတ်မြငရင်ရဲ့တုံးပွဲစလုံးတည်ငြိမ်တဲ့လက်စွမ်းနဲ့ကြောင်းပဲအခုတက်ပေါ်ပြီးဂုံမပြတ်ခဲရတာပါမိပြဒေါ်ဆန်းဆန်းသိန်းအနေနဲ့ကလည်းခန်းစစ်ကိုပဲအသေးပိတ်ကစားနေခဲ့ပြီးတိုက်စစ်ကိုကောင်တာပြန်ပောင်းရင်ကြတော့လေအရှိမဆန်းတော်တော်တယောက်တည်းပဲရှိတော့ဘလို့မကောအလောက်ကမဖြစ်နေပါဘူးခင်မလာထွန်းကလည်းထင်တော့ခြေဆွမ်းမပြနိုင်တာကြောင့်တိုက်စစ်မှာလူလုံလောက်မရှိတောင်ပိုင်းကစားသမားတွေကလည်းပြေးနိုင်တဲ့ကစားသမားတွေတယောက်မှမပါတာကြောင့်ကိုရဖို့နေနေတာတာကွင်းလေကားနဲ့ကိုမကြော်ပါဘူးလေကိုဟွမ်းကတော့ပထမပိုင်းမှာတကိုးဒုတိယပိုင်းမှာနှစ်ကိုးနဲ့သုံးကိုးပြတ်ဆိုတဲ့ပြတ်သားတဲ့ရာလတ်တစ်ခုကိုပွဲပြီးမှဖို့ ါ်ဆောင်နိုင်ခဲ့ပါတယ်။ပွဲတဲ့အကောင်လုံးကစားပြီးမှတိုဂျိုဗာလီက2ပွဲနိုင်တပွဲတည်းရေ9မှတ်နဲ့ပထမနေရာ၊နေကိုဟွမ်းက2ပွဲနိုင်တပွဲရှုံး6မှတ်နဲ့ဒုတိယနေရာ၊စူဝမ်ကတော့တပွဲနိုင်တပွဲတည်းရေတပွဲရှုံး4မှတ်နဲ့တတိယနေရာ။ ISB ကတော့အိမ်ကွင်းမှာ3ပွဲလုံးရှုံးပြီးအကွဲကွဲအပြဲပြဲနဲ့အုပ်စုအောင်ဆုံးရောက်ခဲ့ပါတယ်။တေချာတာကတော့ဒီအုပ်စုမှာ ISB ကလွဲလို့အကြမ်းနဲ့3နင်းစလုံးအုပ်စုတက်ကြမှာပါ။ဘာပဲဖြစ်ဖြစ်စီကိန်းကလည်းနီးနေပြီဆိုတော့ကစားသမားတွေခြေဆန်းနေလို့ပဲတတ်မှတ်ရတော့မှာပါ။လက်ရွေးစင်တွေဒီလောက်ပါလာတော့ဒီလောက်အချိန်နေစိုးနေတော့အစင်းစားစရာတွေလည်းဖြစ်လာနေပါ ါတယ်။စီးကိန်းကြရင်ရောအခြေအနေကောင်းပါမလား။ဒီစီးကိန်းကမြမလင်ဝင်းစင်မျိုးသမီးအသင်းရဲ့နောက်ဆုံးမျှော်လင့်ကြပါ။အာရှဘလဝင်ခွင့်လွဲခဲ့တာကြောင့်ပြိုင်ပွဲတွေတော်တော်များများကိုလက်လွတ်ခဲ့ရပြီးဘောင်ဝင်တန်းဝင်ပြိုင်ပွဲဆိုလို့ဒီနေ့တွေထဲမှာဒီစီးကိန်းပဲကြံတော့တာပါ။စီးကိန်းမှာတော့ဒီလိုဖြစ်လို့မရပါဘူး။လက်ရွေးစင်ကစားသမားအများစုကအရင်ကနဲ့မတူပဲဒီပြိုင်ပွဲမှာမှခြေစွမ်းတော်တော်ဆိုးရွားခဲ့တာတွေတောင်ရှိပါတယ်။ဥပမာဖြူဖြူဝင်းမှာအရင်ကအရန်ကောင်းတဲ့ကစားသမားလို့အားလုံးကလက်ခံထားကြပေမဲ့ဒီပြိုင်ပွဲမှာတော့ဖောင်အောင်နေပြီးဘောလုံးပြတာတွေလည်းတအားများပါတယ်။စီးကိန်းမှီပြန်လာနိုင်ဖို့တော့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လည်းပြည်နယ်ဘလုံးသတင်းနဲ့နိုင်ငံတကာဘလုံးသတင်းအကြောင်းအရာတွေမှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါဦးနောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ